မင်္ဂလာပါရှင်လွတ်လပ်သောမော်တရေအေဂျင်စီအင်မနာရဲ့ Sunday New အစီအစဉ်အားနေကြိုဆိုလိုက်ပါရယ်တပတ်တွင်ထူခြားတဲ့မြန်မာသတင်းတိုင်းသားဒေသကသတင်းတွေကိုဥစားပေးကောက်နှုတ်ထားပြီးကျမတို့အင်မနာ Sunday New အစီအစဉ်ကနေတင်ပြပေးနေတာဖြစ်ပါတယ်အခုတပတ်အစီအစဉ်တွေကောက်နှုတ်ရွေးချက်ထားတဲ့သတင်းတွေကတော့မော်မမုံတဲမဟုတ်သူတွေရက်စည်ထောက်ခံစာပါရှိမှသာမော်လမြိုင်ရဲပြည်တော်စုလမ်းမပေါ်သွာလာနိုင်ကြောင်းစစ်ကောင်စီတင်ကြပ်ထားတဲ့အခြေအနေနဲ့ ရင်းမြစ်နယ်အတွင်းတိုက်ခတ်ရှင်လင်းခံထားရတဲ့ရက်စီအုပ်ချုပ်ရေးမှူးနေရာတွေမှာတာဝန်ယူရသူမရှိသေးတဲ့အကြောင်းစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုမွန်လူဒုအများစုကစိတ်ဝင်စားတဲ့တဲ့င်းအခြားထူခြားတဲ့အာဆီယံသတင်းနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ဖို့ရှိနေပါတယ်။ဟုတ်ကဲ့ကျမနှွန်သေးပါ။ အခုပထမဆုံးပြောပြပေးမယ့်တင်ရတော့ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးကခီးတော်လာသူတွေမှပုံတင်အပါဝင်ရက်ကျေထောက်ခံစာပါရှိမှသာမော်လမြိုင်ရေးပြည်တော်စုလက်မပေါ်ဖြစ်တဲ့တော်လာနိုင်မှာဖြစ်ပြီးထောက်ခံစာမပါသူတွေငွေကြေးပေးဆောင်နေရပါတယ်။ မော်မြန်ရေးပြည်တော်စုလမ်းမကြီးတရားယခုရက်ပိုင်းအတွင်းစစ်ကောင်မရှင်ကအစစ်စေးရေးဂိတ်နဲ့မျိုးဝင်ဂိတ်တွေတိုးချဲ့ထားပြီးမော်မပုံတင်မဟုတ်သူတွေကိုနေကျော်သွားလာသူဆိုပြီးတင်းတင်းကြပ်ကြပ်စစ်ဆေးနေပါတယ်။ရက်ကြီးထောက်ခံစာမပါသူတွေဟာငွေကြေးပေးဆောင်ကဖျက်တံခွေရသွားသူရှိသလိုလက်ပြန်သွားရတဲ့သူတွေလည်းရှိကြောင်းရေဖြူသစ်သားခံတူကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလလယ်ခန့်ကတမျိုးဆက်ရေးလက်ပိုင်းပေါ်မှာရှိတဲ့တက်ကော့ရွာထိပ်မှာရက်ဆောင်နေတဲ့စစ်ကောင်မရှင်စစ်စေးရေးဂိတ်ဟာ၆မြင်းဆောင်မပုံတင်ကန်ဆောင်ထားတဲ့နေရက်ပြန်စစ်ပေးရှောင်းတူကို ြစ်တန်ခွင့်မပြုဘဲပြန်လှည့်ခိုင်ခဲ့ပါတယ်။ဒါပြင်မြို့ပေါ်ရှိဟိုတယ်တဲခိုခန်တိုက်ခန်းနေရာတွေမှာလည်းစစ်ကောင်မရှိအဖွဲ့သားတွေချောင်းတခင်ဝင်ရောက်စစ်ဆေးလေးရှိတဲ့အပြင် နေကြောမပုံတင်ကန်ဆောင်ထားသူလူငယ်တွေကိုရှာဖွေဖမ်းဆီးမှု လောက်ဆောင်လျက်ရှိပါတယ်။အဲ့ဒီအခြေအနေကြောင့်မော်လမြိုင်ရေလံပိုင်းအတွင်ဖြတ်တန်းသွားလာနေကြတဲ့ဒေသခံပြည်သူတွေကျမရေးကိစ္စနဲ့အရေးပေါ်ကိစ္စမှသာလေမဖြစ်မနေသွားလာနေကြရတာပါ။ ပြီးခဲ့တဲ့ဇန်နဝါရီလကလည်းမော်လမြိုင်မြို့ပေါ်နဲ့မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်နေရာတွေမှာရှမ်းပြည်နယ်မှတ်ပုံတင်73မြင်းဆောင်ကန်ဆောင်ထားသူတွေကိုစစ်ကောင်စီကလိုက်လံဖမ်းဆီးခဲ့ပါသေးတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်သတင်းကတော့မွန်ပြည်နယ်ရေမြို့နယ်အတွင်းပြီးခဲ့တဲ့စက်တင်ဘာလကရက်ကွက်နဲ့ကြေရော့အုပ်ချုပ်ရေးမှုပြစ်ခတ်ရှင်းလင်းခံရမှုစက်တိုက်ဖြစ်ခဲ့ပြီးအဲ့ဒီအုပ်ချုပ်ရေးမှုနေရာတွေမှာတာဝန်ယူဆောင်ရွက်မဲ့သူမရှိသေးပါဘူး။ ပြစ်ခတ်ရှင်းလင်းခံခဲ့ရတဲ့လမိုင်းမျိုးပေါ်ရက်ွက်အုပ်ချုပ်ရေးမှုနေရာဖလိန်ဒေတာရှိအန်တင်ဇေရအုပ်စုအုပ်ချုပ်ရေးမှုနဲ့ငါးမြစခန်းရွာအန်နေရွာတဲ့အရာအိမ်မှုနေရာတွေမှာလှလက်နေတာဖြစ်ပါတယ်။အစားထိုးခက်အပ်မဲ့သူမရှိတဲ့အပြင်တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေလည်းနှောက်ထွက်လိုသူတွေများနေပြီးစစ်ကောင်မရှိမြို့နယ်အုပ်ချုပ်ရေးမှုရုံးတို့ကနှောက်ထွက်ခွင့်မပြုကြောင်းသိရပါတယ်။လက်ရှိမှာစစ်ကောင်မစဉ်ဘက်ကနေနေကြောခီးသွလာခွေနဲ့ပတ်သက်ပြီးစစ်ဆေးကဲတဲ့မှုတင်းကျပ်နေစမှာရက်ကြီးအုပ်ချုပ်ရေးမှုတာဝန်ခံတွေမရှိတာကြောင့် င်ဒေသခံတွေခီးတွာလာခွေထောက်ခံစားအတွက်အခက်အခဲဖြစ်နေပါတယ်။အင်မနာရဲ့အချက်လက်စုစီချက်အရဆက်အနာသိန်းကာလတွင်ရေမြုန်နယ်အတွင်းရှိရက်ကြီအုပ်ချုပ်ရေးမှု20ဦးထက်မနည်းပြစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။စိုက်ထုတ်ပြီးလင်းစိုက်မီရောနဲ့တပ်မျိုးဆက်စားတဲ့မြို့နယ်အတွင်းရှိဆယ်စုနှစ်ကြာအုပ်ချုပ်ရေးမှုတာဝန်ယူနေတဲ့သူတွေဟာစစ်မှုထမ်းကိစ္စကြောင့်ဝေဖန်ခံရမှုနဲ့တော်လင်းရဲ့တပ်ဖွဲ့တို့ရဲ့တတိပေးစာတွေထုတ်ပြန်ထားမှုကြောင့်နှောက်ထွက်လိုသူတွေများနေပါတယ်။ မြို့ပေါ်ရက်ကွက်ကနှောက်ထွက်စာတင်ထားတဲ့အုတ်ချုပ်ရည်မှုတွေဟာစစ်ကောင်မရှင်ဘက်ကနှောက်ထွက်ခွင့်မပြုတာကြောင့်တိမ်းရှောင်နေရတာနဲ့မြို့ပေါ်အစီအဝေးတွေကိုရုံးအကူဝန်ထမ်းတွေကသာတက်ရောက်နေကြရပါတယ်ရှင်။နောက်ထပ်ပြောပြပေးမယ့်တဲ့ရတော့စစ်ကောင်မရှင်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုစိတ်ဝင်စားကြောင်းမွလူငယ်အများစုကဆိုပါတယ်။ စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတင်ကိုမြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပပြုလုပ်မှာဖြစ်ပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီလမှာရွေးကောက်ပွဲအပိုင်းနှစ်ကိုမြို့နယ်တရားမြို့နယ်မှာဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ပြည်သူလူထုရောနိုင်ငံတကာပါထောက်ခံမှုမရှိတဲ့အဲ့ဒီရွေးကောက်ပွဲကိုစံနှမဲထဲဖို့မရှိကြောင်းမဖြစ်မနေဖြစ်အားတစ်ခုခုကြောင့်ထားရမယ်ဆိုရင်မိမိစိတ်ဝင်စားတဲ့ပါတီမတွေ့ရသေးကြောင်းစက်မြောဒေသခံမှုလူငယ်တို့ကဆိုပါတယ်။မွန်ဒေတာမှာမဲဆန္ဒရှင်တွေမဲထဲဖို့စီယုံရေခက်ခဲနေတဲ့အ အခြေအနေမှာရှိနေတဲ့အပြင်ရွေးကောက်ပွဲပေါ်စိတ်ဝင်စားမှုအနေကြောင့်မြို့ရဲပါတီ MUP ကပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေကပြောပါတယ် နိုင်ငံရေးပါတီတွေမွန်တေတာမှာစီယုံပြောဆိုမှုအခြေအနေဟာမြပြည်မှာယနေ့အချိန်ထိကြကြပြပြလှုပ်ဆောင်တာမတွေ့ရပေမဲ့လည်းအွန်လိုင်းကနေသစ်မဲဆွယ်စီယုံရေးဆန်ဆန်ရေးသားပြောဆိုမှုမျိုးသာတွေ့နေရပါတယ်။ပြည်သွင်းစစ်ပဋိပက္ခဖြစ်နေချိန်ပြည်သူအလုံးပါဝင်တဲ့အခင်းအကျင်းမရှိတဲ့အချိန်မှာရခိုင်ရုပ်ောက်ပွဲလိုစိတ်ဝင်စားမှုမရှိကြ။ကြိုင်းစိတ်ကြီးမွန်လူငယ်တို့ကပြောပါတယ်။အိနေချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်၊အိန္ဒိယ၊ထိုင်းအပါဝင်ရုရှားနဲ့အာဆီယံနိုင်ငံအချို့ကအဲ့ဒီရွေးကောက်ပွဲကိုပတ်ပေါ်ကူညီမှုတွေရှိနေပါတယ်။ စစ်ကောင်မရှင်ဟာမွန်ဒေတာရှိမျိုးနဲ့အလုံးညီပါမှာယူကပွဲကျင်းပဖို့လှုပ်ဆောင်နေပြီးမွန်ညညရေးပါတီပို့မျိုးသားတိုးတက်ရေးပါတီအပါဝင်နိုင်ငံသဝင်းစီယုံးမဲ့နိုင်ငံရေးပါတီတွေဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးအာဆီယံသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်။တရုတ်အစိုးရက1945ခုနှစ်မှာဂျပန်ကထိုင်ဝမ်ကျွန်းကိုပြန်လည်လက်လွှဲပေးခဲ့တဲ့နေ့ကိုအခြေခံပြီးထိုင်ဝမ်ကျွန်းလက်လွှဲရယူမှုနှစ်80ပြည့်အခမ်းအနားကိုကျင်းပသွားမယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ ဂျပန်ဟာ1895ခုနှစ်ကနေ1945ခုနှစ်အထိထိုင်ဝမ်ကိုကိုလိုနီအဖြစ်အုပ်ချုပ်ခဲ့ပြီးအော်တိုဘာလ25ရက်နေ့မှာလက်လွှဲပေးခဲ့တာဖြစ်ပါတယ်။တရုတ်အစိုးရအစိုးရအခမ်းအနားကိုပေစင်းမြို့မှာခမ်းမဆောင်မှာကျင်းပဖို့ရှိနေပြီးထိုင်ဝမ်ပြည်သူတွေကိုလည်းဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ ဒါပေမဲ့အခမ်းအနားကျင်းပမဲ့နေရက်နဲ့တက်ရောက်မဲ့ခေါင်းဆောင်တွေကိုတော့မသိရှိရသေးပါဘူး။တရုတ်ရဲ့ထိုင်ဝမ်ရေပြောရေးဆိုခွင့်ရှိသူစူဖန်လင်ယန်ကထိုင်ဝမ်ပြည်လည်လက်လွယ်ရယူမှုဟာတရုတ်ပြည်သူထော်လန်ရင်းမှာအရေးကြီးတဲ့အောင်မြင်မှုတစ်ခုလို့ဆိုပါရစေ။တစ်ဖက်မှာတော့ထိုင်ဝမ်အစိုးရကဒီအခမ်းအနားကိုတရုတ်ဘက်ကတမိုင်းဆောင်ကိုလိုတလို့ပြည်လည်ဖန်သေးဖို့စူးစမ်းနေတာဟုဝေဖန်ပြီးထိုင်ဝမ်ဘက်ကအစိုးရအရာရှိတွေကိုလည်းတက်ရောက်ခွင့်မပြုကြောင်းအသိလင်းသားမြစ်ထားပါရစေ။ ထိုင်ဝမ်ဘက်ကလည်းဂျပန်စီကထိုင်ဝမ်ကိုပြန်လွှဲပေးခဲ့တာဟာတရုတ်ပြည်သူတမရနိုင်ငံမဟုတ်ပဲအဲ့ဒီအခါရှိတရုတ်တမရနိုင်ငံအစိုးရစီဖြစ်ပြီးကွန်မြူနစ်အစိုးရနဲ့မသက်ဆိုင်ကြောင်းထောက်ပြထားပါတယ်။မော်စီတုံးရဲ့ကွန်မြူနစ်တွေကိုအရေးနှိမ့်တဲ့တရုတ်တမရနိုင်ငံအစိုးရဟာထိုင်ဝမ်ကျွန်းစီဆုတ်ခွာလာခဲ့ပြီးထိုင်ဝမ်ကိုနိုင်ငံအဖြစ်သတ်မှတ်ကြီးညာခဲ့ပါတယ်။ထိုင်ဝမ်ရဲ့တရားဝင်နာမည်ကလည်းလက်ရှိအချိန်ထိတရုတ်တမရနိုင်ငံဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်ဟာထိုင်ဝမ်လက်လွယ်ရယူမှုအခက်အနာကိုနောက်ဆုံးအကြိမ်2015ခုနှစ်မှာကျင်းပခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရုတ်အစိုးရအစိမ့်အရာရှိတွေနဲ့နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့အစုလည်းတက်ရောက်ခဲ့တယ်လို့သိရပါပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပြီးသွားပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းစစ်ပွဲရက်ဆိုင်ဖို့ဖိအားပေးမှုတစ်ခုအဖြစ်ရုရှားရဲ့အကြီးဆုံးယာဉ်နဲ့ကုမ္ပဏီဖြစ်တဲ့ Rocksnap နဲ့လူခွာယူကိုစစ်ပွဲရဲ့ပိတ်ဆို့ကြောင်းကြေညာခဲ့ပါတယ်။ ဒါဟာရေနံတင်ပို့မှုတွေကနေဝင်ဝင်ဆက်လက်ရှာဖွေနေတဲ့ရုရှားအတွက်အထင်အားစီလာနိုင်ပါတယ်။ထရမ်ကအင်ပြူတော်မှာနေသောအတွေ့အမြင်မက်ခ်စ်ရူတေနဲ့တွေ့ဆုံပြီးတဲ့နောက်အရေးယူမှုကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။ယူကရိန်းငြိမ်းချမ်းရေးကိစ္စအတွက်အစီအမံတွေကိုလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ပြီးတော့ရုရှားကစစ်ပွဲကိုရက်ဆိုင်ခဲ့ရင်အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုဖယ်ရှားမယ်လို့အာမခံထားပါတယ်။အမေရိကန်အစိုးရကလည်းပူတင်နဲ့ထရမ့်တို့အကြားယူကရိန်းစစ်ပွဲရက်ဆဲရေးဆွေးနွေးမှုကိုဟန်ဂရီဘူဒါဘက်စ်မှာတွဲဆုံဆွေးနွေးဖို့ညှိနှိုင်းနေတာတွေကိုလည်းအချိန်အကက်သက်မရှိအဆိုင်ငံ့အကြောင်းကြီးညာခဲ့ပါတယ်။နိစက်သူတွေကတော့ရုရှားဟာအပြစ်ကရက်ဆဲရေးအစိုးကိုလက်မခံတဲ့အပြင်ညှိနှိုင်းဖို့ခတ်လောက်တဲ့တောင်းဆိုမှုတွေကိုတင်ပြခဲ့ပြီးတဲ့နောက်ထရမ့်ကပူတင်နဲ့မတွေ့သေးဘူးဆုံးဖြတ်ခဲ့တယ်လို့ပြောပါတယ်။ နေတော့အတွေ့ယူမှုမက်စရူသေးလဲအမေရိကန်ကရုရှားယင်းနဲ့ကုမ္ပဏီတွေပိတ်ဆို့တဲ့လုပ်ရည်တွေကိုချီကျူးပြီးပူတင်ပေါ်ဖိအားတိုးသွားစင်မယ်လို့ပြောကြားခဲ့ပါတယ်။ယင်းနဲ့တဘာဝတန်ငွေတွေဟာရုရှားရဲ့အရေးကြီးဆုံးပြပပို့ကုန်တွေဖြစ်ပြီးတရုတ်၊အိန္ဒိယ၊တူရကီနိုင်ငံတွေကအဓိကဝယ်ယူနေကြတာပါ။ထရမ့်ကလည်းအဲ့ဒီနိုင်ငံတွေကိုရုရှားစီကယင်းနဲ့မဝယ်ဖို့တောင်းဆိုထားပါတယ်။ ဥရောပသမဂ္ဂ EU ကလည်းရုရှားစီကဒဏ်ငွေတင်သွင်းမှုကိုလာမယ့်နှစ်အနည်းငယ်အတွင်းရပ်ဆိုင်ဖို့အစီအစဉ်တွေရေးဆွဲပြင်ဆင်ထားပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။အခုတစ်ပတ်အစီအစဉ်တွေတိမာတင်ရက်နာပြစေ။လာမယ့်အပတ်စဉ်တနင်္လာနေ့ကြာရင်ထပ်ပြီးဆုံကြရအောင်ပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။